ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့မေလ6ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့အာနာဒိစ်ကောင်းဆောင်ရုရှားကိုထတ်သွားမယ့်သတင်း၊ BGF ကောင်းဆောင်စောချစ်သူနဲ့တားနှဲရောက်ကိုအမေရိကန်ကပိတ်ဆို့တန်ခတ်လိုက်တဲ့သတင်းနဲ့ရခိုင်ဝါရဲ့နိုင်ငံရေးသမားဦးဦးလှစောကွယ်လွန်သွားတဲ့သတင်းတွေနားဆင်ကြရမှာပါ။ တောင်ရန်ထုတ်ခံထားရတဲ့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုချစ်ကြည်ရေးခရီးစဉ်အဖြစ်အခုရက်ထဲမှာပဲထပ်မံသွားရောက်ဖို့ရှိတယ်လို့စစ်ကောင်းစီပြန်ကြားရေးကမေ9ရက်မှာထုတ်ပြန်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်နဲ့မော်စကိုမြို့မှာကျင်းပမယ်1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်မှာလို့ဆိုပါတယ်။ဒီခရီးစဉ်မှာရုရှားမြန်မာနှစ်နိုင်ငံစီးပွားရေးလုံခြုံရေးဆိုင်ရာတွေကိုဆွေးနွေးမှာဖြစ်တယ်လို့လည်းထုတ်ပြန်ပါတယ်။စစ်ကောင်းဆောင်ဟာရိုဟင်ဂျာတွေအပေါ်လူမျိုး တုံးတပ်ဖြတ်မှုတွေအပါအဝင်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်ပြီးအာဂျင်တီးနားတရားရုံးကဖမ်းမရန်ထုတ်တာခံထားရတယ်လို့အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ရဲ့တရားလိုရှင်းနေချုပ်ကလည်းဖမ်းမရန်ထုတ်ဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ဒီခီးစဉ်ဟာဖမ်းမရန်ထုတ်ခံထားရပြီးနောက်ပိုင်းရုရှားနိုင်ငံကိုတွားရောက်တဲ့စစ်ကောင်းဆောင်ရဲ့ဒုတိယမြောက်ခီးစဉ်လည်းဖြစ်ပါတယ်။ဖမ်းမရန်ထုတ်ခံထားရသူတွေရဲ့ပြပခီးစဉ်တွေကိုလည်းမျက်စိတောက်ထောက်ကြည့်နေဖို့လိုတယ်လို့အာဂျင်တီးနားနိုင်ငံတရားရုံးကဖမ်းမရန်ထုတ်ထားတဲ့အမှုနဲ့ပတ်သက်ပြီးရိုဟင်ဂျာတွေဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့လူအခွင့်အရေးရှိတဲ့သောမက်စ OA ကင်တာနာကဒီဗီဗီနဲ့တီးတဲ့အင်တာဗျူးမှာပြောပါရယ်။ ငလှည့်ပဲပြန်လဲထူထောင်ရေးကာလမှာနိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အာနာသိန်းစစ်ကောင်စီဟာအပြစ်ရက်တက်တန်းထက်တိုးကြောင်းဒီကနေ့မေ6ရက်မှာထပ်ပြီးထုတ်ပြန်လာပါတယ်။အခုဒီချိန်ယာယီအပြစ်ရက်ကာလကိုတော့မေ6ရက်ကနေ31ရက်အထိထပ်တိုးတယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ငလှင်တန်းကြောင့်ထိခိုက်ခံစားနေရတဲ့တနိုင်ငံလုံးရှိပြည်သူလူထုအားစာနာထောက်ထားနားလည်သောအားဖြင့်လို့ဆိုက2025ခုနှစ်ဧပြီလ2ရက်မှ22ရက်အထိကာလကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ဆိုပြီးစစ်ကောင်စီဘက်ကစတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စကိုင်းငလှင်ကြီးလှုပ် က်ခဲ့တဲ့ match 28ရက်ကနေမေ9ရက်အထိစစ်ကောင်စီဟာနိုင်ငံတော်မှာလေကြောင်းနဲ့လိုင်းနက်ကြီးတိုက်ခိုက်မှုအကြိမ်465ကြိမ်ပြုလုပ်ခဲ့ပြီးအဲ့ဒီထဲကအကြိမ်360ကျော်ဟာစစ်ကောင်စီကိုရာအပြစ်ရကြောင်းကြေညာထားတဲ့ကာလအတွင်းလုံဆောင်ခဲ့တာဖြစ်ပါတယ်။ DVV ရဲ့အချက်အလက်တွေအရအဆိုပါကာလအတွင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင်းအပြစ်မဲ့ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်333ယောက်ထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ကြားပြန် online ငွေလင်ကိုင်းတွေနဲ့ဆက်ဆက်ပတ်သက်နေတဲ့ကရင်ပြည်နယ်နယ်ခြားဆောင်တပ် BGF KNA ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့တားနှယောက်ဖြစ်တဲ့စောတူအေမူနဲ့စောချစ်ချစ်တို့ကို American Banana ရေးဌာနနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကပိတ်ဆို့အရေးယူလိုက်တဲ့အကြောင်းမင်း9ရက်နေစွမ်းနဲ့ထုတ်ပြန်ထားပါတယ်အခုလိုပိတ်ဆို့အရေးယူတာဟာ American နိုင်ငံသားတွေကို NDA ဖြစ်စေတဲ့ Cyber လိမ်လည်လှည့်ဖျားမှုတွေလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်မှောက်ခိုးကူးမှုတွေလုံဆောင်ရမှာအဓိကအခန်းကဏ္ဍကပါဝင်နေတာကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်ထားမြန်မာ နေ့ကမှတရှိတဲ့ KNA ထိန်းချုပ်ရာဒေသဟာစိုက်ဘာလိမ်လည်မှုအစုအဖွဲ့အများအပြားကျင်းလည်ကြက်စားရာဒေသတစ်ခုဖြစ်နေပြီးရာဇဝတ်မှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်နဲ့ပူးပေါင်းချိတ်ဆက်မှုကနေအကျိုးမြတ်တွေရရှိခဲ့တယ်လို့ဆိုပါတယ်။ကမ္ဘာအနှံ့ကလူတွေကိုအွန်လိုင်းကနေလိမ်လည်နေတဲ့ကြားဖြန့်ခိုင်းတွေအမြင့်ပြတ်နှိမ်နင်းရေးအတွက် KNA ခေါင်းဆောင်စောချစ်သူနဲ့အပေါင်းအပါတွေကိုတရားစွဲအရေးယူဖို့ထိုင်းအထူးမှုခွင့်စုံစမ်းစစ်ဆေးရေးဌာန DSI ကပြင်ဆင်နေတယ်လို့အခုနှစ် February လဇန်ပိုင်းတုန်းကလည်းထုတ်ပြန်ထားပါတယ်။ရခိုင်ဝါရီနိုင်ငံရေးသမားတယောက်ဖြစ်တဲ့ဦး းလာစောဟာမေ9ရက်ည7:00နာရီခန့်ကလေကြောင်းကင်စာနဲ့ကွယ်လွန်သွားခဲ့တယ်လို့ဤဆက်သူတွေစီကသိရပါဗျ။ဦးလာစောဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးလေကြောင်းကင်စာကိုဆေးကုသမှုခံယူနေစဉ်မှာတည်ဆုံသွားခဲ့တာလို့ဦးလာစောရဲ့တပည့်တယောက်ကပြောပါဗျ။ဦးလာစောဟာမြောက်ဦးမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်2015ခုနှစ်ရွေးကောက်ပွဲမှာရွေးကောက်ခံအမတ်တယောက်ဖြစ်တယ်လို့မြန်မာနိုင်ငံမှာထင်ရှားတဲ့တိုင်းရင်းသားနိုင်ငံရေးသမားတယောက်လည်းဖြစ်ပါဗျ။ဦးလာစောဟာ2010ပြည့်နှစ်ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှာအတွင်းရေးမ ှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နဲ့ ALD ပါတီတို့ကို2013ခုနှစ်မှာရခိုင်မျိုးသားပါတီ ANP ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းရမှာဗဟိုအလုံးအမှုဆောင်ကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2021စစ်တပ်အာဏာသိမ်းချိန်မှာရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ဗဟိုနိုင်ငံရေးဌာနမှာနိုင်ငံရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဦးလှစွာဟာလူငယ်ဘဝတုန်းကကျောင်းသားလှူရှားမှုနိုင်ငံရေးလှူရှားမှုမှာပါဝင်လှူရှားခဲ့တာကြောင့်စစ်အစိုးရတွေက1985ခုနှစ်မှာထောင်ဒဏ်6နှစ်1988ခုနှစ်အရေးတော်ပုံက ာလမှာထောင်ဒဏ်14နှစ်ချမှတ်ခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်လည်းဖြစ်ပါတယ်။ဦးလာစောဟာမောင်ခိုင်အောင်မောင်ခိုင်အောင်စစ်တွေကလောင်အမည်နဲ့လည်းကြပြားတွေအစဲတွေတချင်းတွေကိုလည်းရေးသားခဲ့သူတယောက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံချွန်းပူရီမြို့ရှိစောက်လုပ်ရေးဆိုင်တစ်ခုမှာအလုပ်လုပ်ကင်နေတဲ့မြမရွှေပြောင်းလို့သမားဇနီးမောင်နှံဟာထိုင်းအစိုးရထီရဲ့အမြင့်ဆုံးဘတ်6တန်းစုပောက်ပြီးကန်ထူးရှင်ဖြစ်ခဲ့တယ်လို့သိရပါတယ်။အခုမေ၂ရက်နေ့လယ်ပိုင်းကဖွင့်လှစ်ခဲ့တဲ့ထိုင်းအစိုးရထီဖွင့်ပွဲမှာနှစ်သစ်၃၃၈ကနန်းနဲ့ဘတ်6တန်းစုပောက်ပြီးကန်ထူးရှင်ဖြစ်ခဲ့တာပါ။ထီစုပောက်သူဇနီးမောင်နှံဟာစုငွေထုတ်ယူရေးကိစ္စနဲ့ပတ်သက်ပြီးထိုင်းရောက်မြန်မာလုံသားအရေးကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်ကိုရဲမင်းအဖွဲ့ကိုဆက်သွယ်အကူအညီတောင်းခံခဲ့တာကြောင့်ရုံးအဖွဲ့ကဒီနေ့မေ6 6ရက်နေ့မှာပဲနေချင်းစုငွေထုတ်ယူပေးခဲ့ပြီးကာယကံရှင်ဇနီးမောင်နှံရဲ့လက်ဝဲကိုပေးအပ်ခဲ့တယ်လို့သိရပါဗျာ။